်ခမင်းမစားဘယ်နှစ်နှစ်ရှိပြီနည်း16နှစ်အဲ16နှစ်တောင်ရှိခမင်းမစားဆိုတော့ဘာလဲစားလဲပေါ့အဓိကခမင်းနဲ့ဟင်းနဲ့ဘယ်လိုစားရလဲတိခမင်းနဲ့ဟင်းနဲ့ဘယ်လိုစားရမှန်းမသိဘူးတော့တို့ရောကျွန်တော်ငပိနဲ့ရတာလေကျွန်တော်မူးပါလေမဖဲဝါနဲ့မဖဲဝါနဲ့ကိုစံမဲတို့ကိုစံမဲတို့မောင်နှမနှစ်ယောက်ကိုမောင်နှမနှစ်ယောက်ကိုဘန်းရီချံဘန်းရီချံမယောင်းနိုင်မယောင်းနိုင် အားလုံးမင်္ဂလာပါမွေ YouTube channel လေးရရင်ကြိုဆိုလိုက်ပါတယ်မူဒီနေ့တက်ဆက်ပေးခြင်းတဲ့တတိလေးဒီကတော့အရန်ကိုမှထုတ်ဆက်တဲ့ဗီဒီယိုလေးတွေကိုစူးစီးတက်ဆက်ပေးထားတယ်ပေါ့နော်မြန်မာထမင်းနဲ့ဟင်ကိုလုံးဝမစားတဲ့နမကြီးအမှုပညာရှင်တွေကိုတက်ဆော်ထားတဲ့ဗီဒီယိုလေးရဲ့ဒီနောက်ပိတ်ဆုံးကဗီဒီယိုလေးဆိုလို့ရှိရင်တင်ချိုင်းမှာပေါ့နော်အဲဒီနှစ်ရှင်လာမြပိတ်တာဖြစ်ပြီးတော့မကျွတ်မလွတ်တဲ့ပုံကိုယ်တွေကိုအဲကျွတ်လွတ်အောင်လုပ်ဆိုပြီးတော့တင်ချိုင်းဆောင်မဖဲဝါနဲ့ကိုစံဖဲတို့ကိုအဲဒီအစာသွေးပြီးတော့ဒါနာပြုနေတဲ့ဗီဒီယိုလေးတွေလည်းပါတယ်ပေါ့နော်ဗီဒီယိုလေးမှာဆိုလို့ရှိရင်တော့အပြည့်စုံပတ်ပါတယ်ကြည်တဲ့မျိုးတွေလည်းဘဟုတုတ္တသင်္ကန်းစာရအောင်လို့ပြန်လဲမြောက်လိုက် တာဖြစ်ပါတယ်။မိုးရဲ့ဗီဒီယိုလေးကိုစောင့်ကြည့်လဲပတ်ကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါရှေ့။ဒါဆိုရင်နောက်ဗီဒီယိုလေးကိုစာလေးကြည့်ရအောင်နော်။တို့ကထမင်းမစားဘူးနဲ့နှစ်ရှိပြီနည်း။အဲ19နှစ်တောင်ရှိပြီ။အဲအနှစ်20လောက်ရှိထမင်းလုံးဝမစားဘူးကွယ်။ထမင်းထမင်းကတော့အခုအရန်ပင်ပန်းတော့နည်းနည်းတော့ပြန်စားပြစ်တယ်ပေါ့နော်။ဘာလို့ထမင်းဓာတ်ကလည်းခဏကိုမှလိုအပ်တာဆိုတော့ထမင်းဖြစ်ပေမဲ့လည်းဒါတခြားဟာရီစားရဲ။အဲ့တစ်ခါအင်တာဗျူးဖြစ်လိုက်တာထမင်းမစားဘူးဆိုဘာရီစားလဲပေါ့။ဒါကိုလည်းထမင်းကိုမစားကြည့်အောင်။ဟုတ်အဓိကထမင်းနဲ့ဟင်းနဲ့ဘယ်လိုစားရလဲတိ သမီးဆိုတာဖြစ်လေ။အာ။ဒါကသမတ်တငယ်ကြီးမြမသမီးနေနေ။အဲရန်တိုက်တာမဟုတ်။အမလေးကပြည့်နေတယ်နော်။ဒါကလည်းကောင်းတာ။ဒါပြည့်ကောင်းပါလေမဆိုင်ရဲ့ကြီးရ။နော်ဒါကောင်းပါ။မဆိုင်ရဲ့ကြီးရ။နော်ငငယ်ဟုတ်။နော်ဟုတ်။ငပိအနံကလုံးခံလို့မရ။ကျွန်တော်ငပိအနံနဲ့ကျွန်တော်နဲ့တိုက်ရိုက်တွေ့ကျွန်တော်မူးပါလဲ။အဲ့လိုတော်တော်ဆိုတာမြို့ငငယ်တွေကလည်းအဲ့လိုမျိုး ဟိုဂျုံဆန်ပြောင်းနေပဲစားအဓိကဥမာထမင်းမစားပဲနဲ့ပါမုတ်စားတာလို့မနဲ့မိုးလည်းအဲ့လိုပါမုတ်ကြိုက်တာလို့ထမင်းတဲ့ဟင်းเนี่ยဘယ်လိုစားမှမသိဘူးဘာတို့ရောလဲကျွန်တော်ညီမနဲ့ဝင်းနေနေတသိန်းကြီးခန်းခန်းစားအခုမှဘောင်းချုပ်တွေတွေ့တာလို့ဘောင်းချုပ်တွေတွေ့တာငါပြိနေရတာလေကျွန်တော်မူးပါလေဟောစိတ်ဖြစ်တယ်လို့ဒါကြတော့ဒါဘယ်လိုခေါ်မလဲမသိဘူးပေါ့နော် ဝတ်ကြည့်လာတော့မသိဘူးအခုအခန်းလေးကြီးမှာအစောရောမင်းသမီးလေးရဲ့သူဝိတ်ထားတဲ့ဆိုရယ်အင်တာဗျူးကိုတတ်တယ်နော်စနေလာလို့ပေါက်တက်ပြလေးဆက်လို့မှာဆိုလို့နော်အဲ့ဒါကိုပြောင်းမလို့လာစစမကိုစိုက်တက်နေမှာစိုက်တက်လို့ဒီလိုက်ဝိတ်ချနေအမားတွေလည်းရှောက်ဆောင်မလို့ခလို့ရှင်တို့တတိပေးစလို့ဒါမျိုးကိုလောက်တာနံပါတ်1သွားတယ်ထမင်းမစားတာနဲ့နှစ်နှစ်လောက်ရှိပြီတဲ့နော်ထမင်းနဲ့ရင်းတဲ့အောင်လည်းတို့လိုမျိုးနဲ့ဖက်ပြီးတော့မစားတတ်ဘူးပေါ့နော် ทำไมได้เห็นแล้วแล้วมันเป็นยังไงแล้วพักอยู่เลยมันซาละกูเลยทำไมซาเลยมันจะอ้าสุภาพเซาเลยรู้ตัวมีได้ขาจังหระซูชิซาเลยซูชิอาทำไมทำไมเนี่ยมาบางลากว่าเองเนาะนล้วทุกคนจะอะไยมุกตีเม่ซาเลยเนี่ยอันนั้นส่วนใหญ่ขาจังสแน็คตีซาละเนี่ยขนาดกูจะเฮลตี้ไลฟ์สไตล์มาเข้าผู้บ่อนเนาะโอ้ไม่มา ဒီဝေးချမယ်ဝေးချတယ်ဝေးတက်တယ်ဝလာတယ်ပိန်သွားတယ်ဆိုတာကြတော့လေ့ကျင့်ခန်းနဲ့ပဲမူတည်ပြီးတော့ထင်ရမှာလူတွေကအသက်ကြီးလေဝလေနော်အဲ့တော့တစ်ခုကိုပြောပြမယ်အာဥပမာကိုကတနေ့ကိုကယ်လိုရီ100လောက်ကိုစားလိုက်တယ်ပေါ့နော်ကယ်လိုရီ100လောက်ပါတယ်ဟာဒီစားလိုက်တယ်ကိုကလေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာကယ်လိုရီ120ဘန်းသွားတယ်ဆိုလို့ရှိရင်အဲ့လူတွေကပိန်တယ်ကိုကတနေ့ကိုကယ်လိုရီ200စားတယ် လေ့ကျင့်ခန်းလည်းမလုပ်ဘာမှမလုပ်အဲ့လိုမျိုးရစုစုလာပြီးတဲ့အခါကျတော့နော်ဝါဝါလိုက်တာတချို့ဆိုလို့ရှိရင်ကယ်လိုရီ200စားတယ်လေ့ကျင့်ခန်းလုံးလုံးဘန်းသွားတယ်ကယ်လိုရီက100ပဲရှိတယ်တနေ့တရာတနေ့တရာအဲ့လိုမျိုးဆိုပြီးတော့ဖြည်း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 နဲ့ဝါလာတာ snack တွေပါတယ်ဘယ်လိုအဲ့လိုမျိုးရှောက်စားတာမဟုတ်ဘူးနော်မကြမ်းမမာလည်းနီလန်အဲ့လိုမျိုးအစားတွေပိုရှောင်ပြီးချောင်လုပ်ပြီးချလို့ရှိရင်ရှင်တို့လေထိုးလိုက်တယ်လို့ပဲရှုပ်ဆိုပြီးတော့ခါကြရှင်တို့အစားတွေဖြတ်နေတော့ပိတ်လိုက်မယ်တလားနှစ်လား အလာပြီးရခါကျအစားပြန်စားလိုက်ပြီနော်စားလိုက်ပြီဆိုရင်ကျွန်တော်လေထိုးလိုက်တလို့ပဲအရင်ကပေါင်100ရှိတယ်ဝေးချလိုက်တယ်ပေါင်80เนาะအစားပြန်စားလိုက်တာနဲ့ပေါင်100ကနေ200အဲ့လိုမျိုးဖြစ်သွားမှာအဲ့တော့သူများတွေပေါင်တက်ကြရဆောက်ကြရညုံပြီးတော့ပေါင်တက်ကြရနေဆောက်မလုပ်နဲ့ဝေးချလိုက်ပါချချနဲ့မိမှန်လမ်းမှန်နဲ့ချမှာကောင်းတာစုစုမပူလို့ကြီးဟုတ်တယ်เนาะ ဒီပီရိုလေးကတော့ထူးထူးဆရာပါเนาะအားလုံးကအားလုံးကတုတ်တန်များကိုတုတ်တန်များကိုသိသိဆောက်ရှောက်ပေးနေကြတယ်သိသိဆောက်ရှောက်ပေးနေကြတယ်မရဏသူစားမရဏသူစားမဖဲဝါနဲ့မဖဲဝါနဲ့ကိုစံမဲတို့ကိုစံမဲတို့ဘောင်ဓမနှစ်ယောက်ကိုဘောင်ဓမနှစ်ယောက်ကိုယေစုပြီးတော့ယေစုပြီးတော့ထိကြအပ်ပါလေထိကြအပ်ပါလေ ပန်းရည်ချမ်းပန်းရည်ချမ်းမယောင်းနိုင်မယောင်းနိုင်အမွေးတိုင်းအမွေးတိုင်းမပြောပြီးနေလက်လွတ်လွတ်လပ်လပ်သုံးဆောင်တော်မူကြပါသုံးဆောင်တော်မူကြပါလွတ်လွတ်လပ်လပ်လွတ်လွတ်လပ်လပ်သုံးဆောင်တော်မူကြပါသုံးဆောင်တော်မူကြပါ အလဲလွန်နေကြပြီအလဲလွန်နေကြပြီရောက်မလာကြသေးတဲ့ရောက်မလာကြသေးတဲ့ဆွေရောမျိုးအောင်ဆွေရောမျိုးအောင်ဒိဋ္ဌာတွေကိုလည်းဒိဋ္ဌာတွေကိုလည်းဒါနာပြုဒါနာပြုအမြဝေပွဲတော်ကိုအမြဝေပွဲတော်ကိုအញ្ញံသုံးရောက်ရှိလောင်းအញ្ញံသုံးရောက်ရှိလောင်းအမတော်တို့စစ်ပတ်တော်အစားတို့ရောက်ပါသူဆက်နေနော်ဒါလေးကတော့ပြုလား ဒါတော့ဘခုတူတာရတာပေါ့နော်ဟုတ်ပါတော့ရရပေးသမားတော်ရရဒီရှေလာမြန်ပိတ်တာလို့အဲဒီကျွတ်လောက်အောင်လို့အမြောင်ဝေပွဲလောက်ပေးနေတာပေါ့နော်ရရရရပြီနော်ဘက်ကလည်းသူ့အစ်ပြေပြီနော်ပိတ်ပြီဟာတိုင်းလောက်တာကိုအိုက်ကလေးလာတခါတော့ပေါ်တိုင်းငွန်းငွန်းလာပြီတခါတော့တတိထာလေးကိုလောက်ထားတာနော် လောလောဆယ်ကတော့ကျွန်တော်အစားစားပြေးတာစိတ်ရင်းစိတ်ကြမ်းအောင်ဖိတ်ကြားရန်ဖြစ်ပါတယ်အားကြောင့်မလို့နောက်ကနေပြီးတော့ကျွန်တော်ဆရာရောက်ရှိပြီးရောက်ရှိပြီးစောင်းတိုင်းနေကြတဲ့စောင်းတိုင်းနေကြတဲ့ဆေးအောင်ဆေးအောင်ညိုအောင်ညိုအောင်ဖိတ်ကြားပြင်းများမဟုတ်ဘူးကစားသုံးကြဖို့ရာစားသုံးကြဖို့ရာကျွန်တော်တို့အားလုံးကကျွန်တော်တို့အားလုံးဂိုက်တာဒီကိုဘုရားများအားလုံးဂိုက်တာဒီလိုမျိုးဟာဒီသာတော်မှာရပါတယ် င်းသောတို့ကျွန်တော်တောင်းတာလောင်းတိုင်းအမွေးတိုင်းအမွေးဘုရားဘာသာဝင်တွေကိုကလားဆက်တွင်းပြီးတော့ကလားတဲ့တွင်းတဲ့ကောင်တွေကိုကျွန်တော်လုံးဝထိုင်ပြီးတော့ကြည်နေမှာမဟုတ်အဲ့တော့ဗုဒ္ဓဘာသာဝင်တွေလာမေးကြတယ်ကျမမှာချစ်သူကောင်လေးကမွတ်စလင်ကောင်လေးရှိတယ်အဲအချို့ကလည်းဗုဒ္ဓဘာသာဝင်ကောင်လေးတွေကလာမေးတယ်ကျွန်တော်မှာချစ်သူကောင်ကောင်မလေးကမွတ်စလင်ကောင်မလေးရှိတယ်အဲ့တော့ကောင်ကောင်မလေးကမွတ်စလင်ပဲဖြစ်ဖြစ်ကောင်လေးကမွတ်စလင်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်ပေါ့နော်သူတို့ကယူလို့ရကြလားဆိုပြီးတော့လာမေးကြတယ်အဲ့တော့အရင်ဦးဆုံးဗုဒ္ဓဘာသာဝင်တွေကိုကျွန်တော်ပြောတင်တာကခမားခမားတို့ဒီဗုဒ္ဓဘာသာဝင်အဖြစ်နဲ့ပဲနေမှာလားဒါမှမဟုတ်ဘူးဆိုရင်မွတ်စလင်လည်းကိုဝင်မှာလားနှစ်ခုပေါ့မေးနေတာအဲ့တော့ဗုဒ္ဓဘာသာဝင်အဖြစ်နဲ့ပဲနေမယ်ဆိုရင်ခမားတို့ကိုယူမဲ့ဗုဒ္ဓဘာသာဝင်ကိုယူမဲ့တစ်ဖက်ကကလားက ဗုဒ္ဓဘာသာဝင်တဲ့ဝင်အဲ့ဒါမှအဆင်ပြေပါဒါမှမဟုတ်ဘူးဆိုရင်လေခမရတို့ကအမတို့ကမွတ်စလင်တွေကိုဝင်မယ်ဆိုရင်ခမရတို့ကိုမွတ်စလင်လုတ်ပေးမယ်ပြောပြီနော်မြန်မာနိုင်ငံမှာတယောက်မှမရှိဘူးဒီတကပြောတာအရမ်းမှန်တယ်နော်သူကဘာသာရေးတွေလူမျိုးရေးတွေဖွဲ့ချပြီးပြောတာမဟုတ်ဘူးအိမ်ထောင်ရေးနဲ့ပတ်သက်ပြီးတော့စီကံရှိဖို့နဲ့အမျှော်မြင်ရှိဖို့ကိုပြောတာ ဦးဇင်းတို့ဗုဒ္ဓဘာသာဝင်လူတွေအနေနဲ့အိမ်ထောင်ရင်းနဲ့ပတ်သက်ပြီးတော့စည်းကမ်းရှိဖို့လိုတယ်။အသိဉာဏ်ရှိတဲ့လူကိုမပြောနဲ့အသိဉာဏ်မဲ့တဲ့တရိษံတွေတော်မှသက်တူချင်းပဲအိမ်ထောင်ပြုကြတယ်နော်။လူသားဆိုရင်အိမ်ထောင်ရင်းနဲ့ပတ်သက်ပြီးတော့ပို၍စည်းကမ်းရှိဖို့လိုတယ်။အိမ်ထောင်ရင်းနဲ့ပတ်သက်ပြီးစည်းကမ်းမရှိပဲဖြစ်ချင်တဲ့စန္ဒကို ရှေ့တင်ပြီးတော့ဘာသာခြားလူမျိုးခြားကိုအိမ်ထောင်ပြုလိုက်မယ်ဆိုရင်ဘာဒီဖြစ်လာနိုင်တယ်လဲ။ဖြစ်ချင်တဲ့စန္ဒကိုရှေ့တန်းတင်ပြီး ဘာသာခြားလူမျိုးခြားကိုအိမ်ထောင်ပြုတ်လိုက်တဲ့အခါမှာသာသမီရလာပြီဆိုရင်အဲ့ဒီသာသမီကို အကြောင်းပြုပြီးတော့ဘာသာရေးပဋိပက္ခဖြစ်နိုင်ပါတယ်မိမိကိုလည်းပဲသူ့ဘာသာဝင်ဖို့ဆွဲတဲ့အခါမှာအိမ်မိကလက်မခံဘူးဆိုရင်ဘာသာရေးနဲ့ပတ်သက်ပြီးတော့ပဋိပက္ခဖြစ်နိုင်ပါတယ်နောက်ဆုံးအိမ်ထောင်ပွဲတဲ့အထိဖြစ်နိုင်ပါတယ်နော်ဒါဟာလူမျိုးခြားဘာသာခြားကိုအိမ်ထောင်ပြုတ်လိုက်တဲ့စိုးကျောင်းပဲဖြစ်ပါတယ်ဒါကြောင့်လူမှန်ရင်စီကံထိမ့်သိမ့်တဲ့အနေနဲ့ လူမျိုးတူဘာသာတူကိုသာအင်ထောင်ပြုပြီးဘဝလက်တွဲပေါ်အဖြစ်ရွေးချယ်ပါလို့ပြောကြင်ပါတယ်နော်ဟုတ်ကဲ့ပါမြို့လူကြီးမွဲဗီဒီယိုရတီလောက်ပါပဲဗီဒီယိုထဲမှာဆိုလို့ရှင်တော့အဲဒီထမင်းဟင်းနေကိုစားအောင်ယူနေမုံနဲ့နမကြီးအနုပညာရှင်တွေကိုအဲဒက်ဆော်လိုက်တဲ့ဗီဒီယိုလေးပေါ့နော်ဒီနမကြီးအနုပညာရှင်တွေဆိုလို့ရှင်လဲဝိချာနေမှနေလို့ဒီအကိုကနေပြီးပြပြလာတာပေါ့နော်အဲဒီနောက်ပိတ်ဆုံးကဗီဒီယိုလေးတွေဆိုလို့ရှင်လဲတကယ်ကမှထူးဆန်းတဲ့မြန်မာကဲပေချင်းဗီဒီယိုလေးတွေပေါ့နော် တင်းကြိုင်းမှာနှစ်ချီလာမြမကျွမ်းလို့ဖြစ်နေတဲ့နန္နပဝတွေကိုဒီကျွတ်လွအောင်လို့အမြပြေးဝေပဲလုပ်နေတာပေါ့နော်ကြည့်တယ်ခုခေလူငယ်တွေဘာသာမတူဘဲနဲ့ဒီချစ်ချိုက်ပြီးတော့လက်ထက်သွားမှဆိုလို့ပြန်လည်ပြပြလာတဲ့ဗီဒီယိုလေးတွေကိုစုတိတက်ဆက်ခဲ့တာပဲဖြစ်ပါတယ်ကြည့်တယ်မျိုးတွေလည်းဘ ഹു တ္တတင်းကန်းစာတစုံတရာရနိုင်မယ်လို့လည်းမျှော်လင့်ပါရှင့်မွဲဗီဒီယိုလေးကိုအဆုံးထိလည်းပါကြည့်ရှုပေးလို့အားလုံးကျေးဇူးတင်ပါရှင့်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်တတား